ခုတင်ဆက်ပေးမယ့်သတင်းကတော့အင်းလေးကံကိုဇီဝဝန်ကြိုးဝိုင်းဖြစ်သက်မှတ်ထိန်းသိမ်းမှု UNESCO စတင်လေ့လာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့အင်းလေးကံကိုဇီဝဝန်ကြိုးဝိုင်းဖြစ်သက်မှတ်ထိန်းသိမ်းမှုကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ယဉ်ကျေးမှုဖွဲ့ UNESCO ကနေစတင်လေ့လာမှုပြုလုပ်နေတယ်လို့အင်းလေးကံတော်ရိုင်းတရိတ်ဆန်ဘေးမဲ့တော်အုပ်ချုပ်ရေးမှူးဦးစိန်ထွန်းရဲ့ပြောကြားချက်အရသိရပါတယ်။ အခုလိုဇီဝအဝန်ကျိုးဝိုင်းဖွဲ့စည်းဖို့ဆောင်ရွက်ထားရှိမှုတွေနဲ့ပတ်သက်ပြီးဇွန်လ13ရက်နေ့ကနေပြည်တော်ရှိပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တတော်ရေးရာဝန်ကြီးဌာနမှပြုလုပ်ခဲ့တဲ့အင်းလေးကံရေးရှိတည်တံ့ရေးနဲ့သဘာဝပတ်ဝန်းကျင်ခြေနေများထိန်းသိမ်းရေးကော်မတီစည်းဝေးမှာထည့်သွင်းဆွေးနွေးခဲ့ပါတယ်အင်းလေးကံတော်တိုင်းတရိစံဘေးမဲ့တော်ကို1985ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးအကျယ်အဝန်းအားဖြင့်249တသမ435စတူရန်မိုင်ရှိကအရှိတောင်အာရှရှိအကြီးဆုံးကုန်းတွင်းရေတိမ်ဒေသတွေမှာလည်းတခုအပါဝင်ဖြစ်ပါတယ်။ ဇီဝအဝန်ကျိုးဝိုင်းနေဟာဒေသခံလူလူနဲ့တဘာဝအကြားဟန်ချက်ညီစွာဆောင်ရွက်မှုတွေကတဆင်လူမှုရေးစီးပွားရေးယဉ်ကျေးမှုဇီဝမျိုးစုံမျိုးကွဲစတာတွေကိုပြန်လည်တင်ပြစေမှာဖြစ်ပါတယ်။လက်ရှိမှာ UNESCO ကနေကာဇက်စတန်၊အိန္ဒိယ၊ပြင်သစ်၊အီကွေဒေါ်၊တောင်ကိုရီးယား၊တရုတ်၊အီတလီ၊စပိန်စတဲ့နိုင်ငံတွေမှာရှိတဲ့တဘာဝနယ်မြေတွေကို2013ခုနှစ်အတွက်ဇီဝအဝန်ကျိုးဝိုင်းများဖြစ်အသက်ထပ်မံတက်မှတ်ထားပါတယ်။ ဇီဝဝန်ကြိုးဝိုင်းဟာ UNESCO ရဲ့ MAB program များနိုင်ငံအလိုက်အသိအမှတ်ပြုတည်ထောင်ထားတဲ့ဒေသတွေဖြစ်ပြီးလူမှုရဲ့ကြိုးပမ်းမှုအပေါ်မှာအခြေပြုကရေရှည်တည်တဲ့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်မြင့်တင်ဆောင်ရွက်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။လက်ရှိမှာတော့ကမ္ဘာတဝန်းရှိနိုင်ငံပေါင်း118နိုင်ငံမှာဇီဝဝန်ကြိုးဝိုင်းပေါင်း621ခုတည်ရှိနေတယ်လို့သိရပါတယ်ရှင်။